တနင်္ဂနွေနေ့မနက်9:00နာရီမှာတနတ်သမားတဦးကမရှင်ကန်ပြည်နယ်ကမွန်မွန်ဖျားချောင်းတစ်ချောင်းထဲကိုကားနဲ့တိုက်ဝင်ခဲ့ပြီးဝိပုသူတွေကိုခြေမုံကြီးရိုင်ဖယ်တလက်နဲ့ပစ်ခတ်ခဲ့ပါတယ်။အဲဒီနောက်ဖျားချောင်းကိုမီးရှို့ခဲ့ပါတယ်။ရဲတပ်ဖွဲ့ကခင်းဖြစ်တဲ့နေရာကိုချက်ချင်းရောက်ရှိလာခဲ့ပြီးဖျားချောင်းကားရပ်နားနေရာမှာတန်တရားရှိသူနဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးသူ့ကိုပြစ်တက်နိုင်ခဲ့ပါတယ်။အဲဒီမတိုင်ခင်မှာရိုင်ဖယ်နဲ့ပစ်ခတ်မှုကြောင့် လူအနည်းဆုံး၄ဦးသေဆုံးခဲ့ပြီး၈ဦးဒဏ်ရာရရှိခဲ့ပါတယ်။ We're working tirelessly to uh find additional bodies. ကျွန်တော်တို့နောက်ထပ်အလောင်းတွေကိုစ조사ရှာဖွေနေပါတယ်။ဖခင်เจ้าကမီးလောင်ပြီးလုံးဝပျက်စီးသွားလို့အကုန်လုံးကိုမရှင်းလင်းပြီးသေးပါဘူးလို့ Grand Blanc မြို့နယ်ရဲမှူးကပြောဆိုပါတယ်။ပြစ်ဒဏ်ခံရတဲ့တန်တရားရှိသူဟာအသက်၄၀အရွယ် Thomas Jacob Sanford ဆိုသူဖြစ်တယ်လို့ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီအနီးပတ်ဝန်းကျင်မှာပဲနေထိုင်ကြီးပြင်းခဲ့သူဖြစ်ပြီးစစ်မှုထမ်းဟောင်းတဦးလို့လည်းအမေရိကန်မီဒီယာတွေကဖော်ပြကြပါဗျာ။တနင်္ဂနွေနေ့နောက်ပိုင်းမှာအိမ်နီးချင်းမျိုးဖြစ်တဲ့ဘတ်တန်မျိုးကသူ့ရဲ့နေအိမ်ကိုရဲတပ်ဖွဲ့ကရှာဖွေစစ်ဆေးခဲ့ပါတယ်။ပြစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာဟာ Detroit မြို့ရဲ့မြောက်ဘက်တနအီလောက်အကွာလူဦးရေ8000နီးပါးနေထိုင်တဲ့ Grand Blanc မြို့ငယ်လေးရဲ့ဖခင်ကျောင်းတစ်ခုမှာဖြစ်ပါတယ်။ပြစ်ခတ်မှုဖြစ်ချိန်မှာ တနင်္ဂနွေနေ့ဝတ်ပြုပွဲအတွက်ဖះเจ้าထဲမှာလူတွေရှိနေခဲ့တယ်လို့ယူဆရပါတယ်။အခုအချိန်ထိတော့ပြစ်ခတ်ရတဲ့အကြောင်းရင်းကိုအတိအကျမသိရသေးပါဘူး။တန်ရရှိသူနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေဖော်ထုတ်နိုင်ဖို့ FBI နဲ့ပူးပေါင်းလှုပ်ဆောင်နေတယ်လို့ဒေသခံအာဏာပိုင်တွေကဆိုပါတယ်။မရှိငန်ပြည်နယ်အုပ်ချုပ်ရေးမှူးကဒီပြစ်ခတ်မှုကိုပြစ်တင်ရှုတ်ချခဲ့ပြီးသမ္မတဒေါ်နယ်ထရန့်ကတော့ဒါဟာအမေရိကမှာရှိတဲ့ခရစ်ယာန်တွေအပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုတစ်ခုလို့ခေါ်ဝေါ်ခဲ့ပါတယ်။ ခုလိုအစုလိုက်အပြုံလိုက်ပြစ်ခတ်မှုတွေဟာအမေရိကန်ပြည်ထောင်စုမြောက်ကယ်ရိုလိုင်းနာတက်ဆန်နဲ့ New Orleans ပြည်နယ်တွေမှာလည်းဖြစ်ပွားခဲ့ပြီးအများအားဖြင့်အခုလိုစနေတနင်္ဂနွေရက်တွေမှာပိုပြီးဖြစ်ပွားပါတယ်ခင်ဗျာ